ချို့ကပေါင်းနေတာမှန်တယ်မကောင်းတာလှုပ်နေလေပေးခန်းနေတာမရှိဘူးလားအဲမကောင်းတာလှုပ်လည်းပဲချကွာလှုပ်กว่าနဲ့အပေးနေတာရှိတယ်အဲ့ဒါမျိုးဆိုမိကောင်းဆွေကောင်းဟုတ်ရလားနောက်တစ်ခုကအန္တရာယ်တစ်ခုခုနဲ့ကြုံပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကပြစ်မပြေဘူးမိကောင်းဆွေကောင်းဒီလက်တွဲပြီးတော့ရင်ဆိုင်ညနော်အဲ့ဒါမျိုးဇနီးမယားကိုကြတော့ဘာလို့ခေါ်လဲမိကောင်းဆွေကောင်းနဲ့တူတဲ့ဇနီးမယား တချို့မြန်သွားပြီးတော့ကြည့်ရင်လောကမှာစီးပွားရေးလှုပ်ရှားကြတာမရှိဘူးလားအဲပြတနာတစ်ခုကိုတက်ပြီဆိုရင်အဲ့ဒါတစ်ဖက်ကယောက်ျားလေးဖြစ်တဲ့ပုဂ္ဂိုလ်ကပါသွားဒီဘက်ကမိန်းကလေးကကျန်းနေခဲ့နော်ဟိုဘက်ကထောင်နေကြဒီဘက်ကနောက်တစ်ယောက်နဲ့ရဟုတ်လားနော်ဒါမျိုးတွေရှိသလားမရှိဘူးလားမလှုပ်ပါနဲ့ရက်ဆက်လွန်းနေအဲ့ဒီနှလုံးသားမျိုးကြတော့မရက်ဆက်ဘူးလားအဲ့ဒါမျိုးကြီးတွေမလှုပ်ပါနဲ့ခက်သေးမှာအဲ့ဒါမျိုးတွေမတွေ့ရဘူးလားရှာပြီးတော့ရလာတဲ့စီးစိမ်ဥစ္စာတော့အတူတူမျှသားကြ ဟိုကဒုက္ခရောက်လို့နော်ဒီထဲမှာနဗီထောင်ထဲကျသွားပြီဆိုတဲ့အခါကျလုံးဝကိုကပြစ်ထားပြီကို့မှာတော့အပြင်မှာလွတ်လွတ်လပ်လပ်နဲ့ပျော်လိုက်ပါလိုက်နဲ့နော်အဲ့ဒါမျိုးနေပြီး တော့နောက်အိမ်အောင်ပြုကြတာမျိုးတွေမရှိဘူးလားတရားရဲ့လားမတရားဘူးမင်းကလေးကြလို့ယောက်ျားလေးကအဲ့ဒါမျိုးလုပ်လဲမတရားဘူးဘယ်သူမှမတရားဘူးအဲ့ဒါကြောင့်ဒီလုပ်ရများသည်လူသားမဆန်တဲ့အတွက်ကြောင့်မလုပ်သင့်ဟုတ်လားနော်အေးအဲ့ဒါမိကောင်းဆွေကောင်းနဲ့တူတဲ့မယားဗာမယား ဘယ်နှစ်ယောက်ရနောက်တစ်ခုကဓာတိတမတဲ့ကျွန်မနဲ့တူတဲ့မယားဗါတယ်လေကျွန်မနဲ့တူတဲ့မယားကျွန်မဆိုတာနော်အကုန်အစစရာအောက်ခြေသိန်းကစလှုပ်သလားမလှုပ်လားအေးအောက်ခြေသိန်းကနေအကုန်လှုပ်တယ်ဟုတ်လားအိမ်နှင်းရေးတွေဆိုလို့ရှိရင်သူအကုန်နိုင်တယ်ဟုတ်လားနော်မနဲ့လင်းလာတာနဲ့တပြိုင်နက်ချို့မိသားစုတွေမရှိဘူးလား တပြက်စီထပြီးတော့လဲတယ်နောက်တောက်ရည်အိုးများပြန်ပြီးတော့ဖြည်တယ်တက်တက်ရဲ့လှုပ်တယ်ဖရာကံသွားပြီးတော့ကြီးလိုက်လဲရေတော်များကပ်ပန်းတွေကိုလှဲကြအဲ့ဒါမျိုးတွေမရှိဘူးလားအဲ့ဒါကတကယ်မင်္ဂလေးအိမ်ကျိုးကြတော့အဲ့ဒါတွေကိုသူတို့လှုပ်တဲ့နယ်မထင်ဘူးနော်အိမ်ပေါ်ငှားထားပြီးတော့မင်းသမင်းချက်မင်းသွန်လောင်းဟုတ်လားမင်းပန်းလဲမင်းသွန်တော်ကပ်မင်းကြီးတဲ့အကုန်လှုပ်တဲ့ခါနော်မူရင်းသမားကအကုန်လုံးပျောက်ထွက်နေပြီးတော့အိမ်ပေါ်ကတောင်အင်ရှင်လောက်ဖြစ်နေတာလေရှိသလားမရှိဘူးလား ိုလုံနိုင်တဲ့အလုပ်ကိုတော့ကိုကိုယ်တိုင်လုပ်တာ ကောင်းတယ်ဟုတ်လားနော်တို့သူတော်စင်များကိုကိုယ်တိုင်လုပ်လို့ရတာတွေမရှိဘူးလားမရှိပါဘူးကိုကိုယ်တိုင်လုပ်လို့ရတဲ့အရာကိုကိုကနေဟာစည်းစိမ်ရှိတာပဲပစ္စည်းရှိတာပဲဆိုပြီးတော့အကုန်လုံးအခန့်သားနေရင်တဘဝသမားဖြစ်သွားဘယ်ဘဝသမားချုပ်ကသုံးလောင်းတာကစားကိုယ်တိုင်ထမလောင်းဘူးအိမ်ပေါ်လောင်းခိုင်းတာမရှိဘူးလားအေးအဲ့ရမျိုးတွေ့တဲ့လူကောက်လောင်းတယ်ကိုလောင်းမှကိုရတာသူလောင်းတာကြီးကိုကငြိမ်သာထိုင်နေတယ်မရဘူးရရလား ရတောင်မှအကျိုးကနင်းနေပဲရနော်တို့သူတော်စင်များဥဒ္ဒရလူလင်နဲ့ဟုတ်လားနော်ဥဒ္ဒရလူလင်ကြောင့်ကြားဘူးလေမို့လားပါရဗျမြူဇာမြင်းနဲ့ဥဒ္ဒရလူလင်တို့ရှိနော်မူရင်းပစ္စည်းရှင်ကပါရဗပါရဗျမြူဇာမင်းနော်သူ့အိမ်မှာ ခိုင်းထားတဲ့ဟာကဘယ်သူတည်းလဲဥဒ္ဒရလူလင်နော်ဘာလောက်ခိုင်းလို့ဆိုမနဲ့လင်းလိုက်ဆွန်လောင်းခိုင်းတယ်မကောင်းနာတွေကြည့်တယ်သူကလောင်းခိုင်းတဲ့ကဟိုကမျက်နာပူတဲ့ခါဆွန်လောင်းရင်ဆူတောင်းတယ်နော် ဆုံးလောင်းရင်းနဲ့ဆူတောင်းတယ်ဒီဟာမျိုးပုံကုန်နဲ့တော့ဒီဘဝပဲတွေ့ပြရစေ။နောက်ဘဝအဆက်ဆက်မတွေ့ပြရစေနဲ့။မတွေ့ပြရစေနဲ့ဆိုဆုံးလောင်းရင်းနဲ့အဲ့ဒီခိုင်းစေဖြစ်တဲ့ဥဒ္ဒရာကနေပြီးတော့ဆူတောင်းတယ်နော်။အဲ့ဒါကိုအရှင်သခင်ကကြားတော့မင်းဘာလုပ်တာဘာပြောတာတုံးဆို။အာဒီမဲ့ကိုစားတာလောက်မှအသိမရှိတာတွေလူတော့ကျုပ်ကအဲ့ဒါမျက်နှာပူတယ်နော်။ဒါမျိုးကြီးမလူချင်းဘူးလို့ပြောတော့ဒါပေမဲ့သဘောတော့ကောင်းတယ်မင်းမလူချင်းကောင်းတာလုပ်ပေးမယ်ဆိုပြီးတော့ အဲ့ဒီကစာကောင်းတာပဲယူကြတကယ်တမ်းသွားလိုက်ကြတဲ့အခါကျတော့သိပြီးတော့အကျိုးပေးတဲ့အခါခြားစီဖြစ်သွားနော်ဒီဘက်ကပိုင်ရှင်ဖြစ်တဲ့ပုဂ္ဂိုလ်ကစတုမာရဲ့နတ်သားပဲဖြစ်တယ်ဘယ်နတ်မှာရောက်အင်းစတုမာရဲ့နတ်ပဲရောက်တယ်ဟိုကကျတော့အထက်ကအဲ့ဒါသူတိတာတိရောက်သွားတယ်ဟုတ်လားနော်အစင့်မြင့်တဲ့ဘဝတွေမှာတက်သွားတာရှိတယ်နော်အဲ့ဒါမျိုးအစင့်မြင့်တဲ့ဘဝကိုရဖို့ဆိုရင်ကိုကိုယ်တိုင်လုပ်ဖို့ရလိုသလားမလိုဘူးလား လို့ရဲအဲ့ဒါကြောင့်ခုဒီမှာလည်းပဲကြည့်ကြည့်လိုက်ဓာတိဆိုတဲ့မယားမျိုးကအောက်ခြေသိန်းကစားအကုန်နိုင်နေဟောလားစနစ်တကျသူကိုယ်တိုင်ကြိုးစားပြီးတော့လုပ်တယ်မဖြစ်မလားဟောလားအိမ်မှာမလုံနိုင်တော့ဘူးဆိုတဲ့အခါကျမှအိမ်ဘောတို့အငှားတို့ဆိုတာဖြစ်တာချုပ်ကကြတော့ငွေရှိလို့ခိုင်းတာမရှိဘူးလားအဲအဲ့ဒါမျိုးဖြစ်တော့တယောက်နဲ့တယောက်တန်ရောစင်အားကလည်းတပြေးပြေးနဲ့နေပြီးသွားရင်စီးပွားမရှိတော့ရင်စီးပွားလေးတွေဝင်ဝင်မကောင်းတော့ရင်အဲ့ဒါ နော်တိုက်ပေါ်တွေဖြစ်ပြီးတော့ kwa ရှင်းပြက်စေကြတာဖြစ်နော်သူကလည်းသူ့အိမ်ပြန်ကိုကလည်းကိုယ့်အိမ်ပြန်ဒါမျိုးတွေမရှိဘူးလားလင်းနဲ့မရဆိုတာကတို့သူတော်စင်များအမြဲတမ်းအသင်ပြေနေပြင်တယောက်နဲ့တယောက်အမြဲတမ်းမျက်ချေမပြတ်စောင့်ကြည့်ဖို့လိုတယ်ဟုတ်လားမလိုဘူးလားအိမ်ဒီမှာသွားပြီးတော့ကြည့်လိုက်ရင်ခမင်းပြန်စားတာနည်းလိုက်ရင်လည်းသိပ်မဟုတ်တော့နော်ယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်သွားတာပဲ ်ကိုယ်အိမ်ကမိသားစုနဲ့မှသမင်းပြန်ပြီးတော့ဟာအလုပ်တွေများလို့ပါဘယ်သွားရအောင်မှဘလို့ဖြစ်လို့ပါအဲ့ဒီအကြောင်းတွေများပြီးတော့အဲ့ဒီပုဂ္ဂိုလ်ကတဖြည်းဖြည်းနဲ့သမင်းဆိုင်စားတာမရှိဘူးလားသူ့လိုပုဂ္ဂိုလ်မျိုးကလည်းပဲသမင်းဆိုင်လာစားတယ်အဲ့လိုဆိုရင်ဟောတစ်ဖက်ကယောက်ျားလေးတစ်ဖက်ကမိန်းကလေးဆိုရင်တွေ့ကြပြီးတော့တနာသွားတယ်ခမအိမ်တော်မရှိဘူးလားရှိတာပေါ့ဟာရှိပေမဲ့မင်းဒီလိုပါပဲကွာတို့ကဆိုင်မှာစားရတာအဲ့လိုဆိုတော့တစ်ဖက်ကလည်းပဲအဲ့ဒါ ဩဒီလိုလားပြုလို့ဆိုသေသေးချာချာပြုစုပေးတာပေါ့ကနေစလိုက်တာနောက်ပိုင်းဇလန်းနေဖြစ်လာတာမရှိဘူးလားအဲ့ဒါကြောင့်ကိုယ်အိမ်မှာပြန်ထမင်းစားဖို့လိုတယ်မျက်နှချင်းဆိုင်ထိုင်ပြီးတော့ထမင်းစားဖို့ရလိုတယ်ယောက်ျားလေးဖြစ်ဖြစ်မိန်းကလေးဖြစ်ဖြစ်အိမ်မှာအစာနဲ့လမ်းဘေးရောက်လာတဖြည်းဖြည်းနဲ့အဲ့ဒီကနေစဇလန်းနေစပြီးတော့အိမ်အောင်ပြည့်စည်တာမရှိဘူးလားတို့သူတော်စင်များကအိမ်အောင်ပြည့်စည်တာခိစ္စမရှိဘူးအရွယ်ရောက်နေတဲ့ပုဂ္ဂိုလ်များအိမ်အောင်ကွဲသွားတာဒီဘာမှမဖြစ်ဘူး ဘာထက်တွေ့ရမှာဆိုတော့ new generation ကိုတို့ရဲ့မျိုးသက်တဲ့အတွက်ထက်တွေ့ရမယ်ဟုတ်လားမျိုးသက်တဲ့လေးတွေကမိဘနှစ်ပါးအိမ်အောင်ကွဲကြပြီလေလို့ဆိုရင်ဘယ်သူနောက်လိုက်ရမှာမသိဟုတ်လားနော်ဟိုမှာလဲမျက်စိတငယ်နားတငယ်အဲ့လိုမျိုးလေးကြည်နေရတာမျိုးတွေမရှိဘူးလားဘယ်မှာလာပြီးတော့အနာဂတ်ကိုဥဆောင်နိုင်မလဲဟုတ်လားအဲ့ဒါကြောင့်အိမ်အောင်ကိုပြုတ်ခြင်းမှာပြုတ်မပြုတ်ခြင်းလဲနေပြုတ်ပြီဆိုရင်လေတီမြဲဖို့ရလိုတယ် ကိုသာသမီလေးတွေဒီကိုတဲ့သားတဲ့သာသမီဖြစ်ဖို့ရလို့သလားမလို့လားဟုတ်လားအဖေမိတဲ့သားတဲ့သာသမီဖြစ်ဖို့လို့တယ်နှလုံးသားမှာထည့်ထားဖို့ရလို့တယ်မျိုးဆက်သက်တစ်ခုတစ်ခုဒီအဲ့ဒီတိုင်းသွားရဒီ generation ကတော့တင့်တုတ်တက်သွားရင်ကိုယ့်ရဲ့နောက်ကဟုတ်လားနော်ဒုတိယမျိုးဆက်ဒီကိုတဲ့သားတဲ့မျိုးဆက်ဖြစ်ဖို့ရလို့တယ်အဲ့ဒါမှအဲ့ဒီပုံကများသည်အဲ့ဒီနိုင်ငံသည်အဲ့ဒီလူမျိုးသည်အဲ့ဒီမိသားစုသည်တုတ်တက်တဲ့မိသားစုဖြစ်တာအဲ့ဒါမျိုးမှမဟုတ်ဘဲနဲ့ လင်းနဲ့မရတကြက်ကြက်ဆိုရင်အဆင်ပြေရဲ့လားအဲ့ဒါကြောင့်ဘုရားကဓာရီကိုမြင်ပြီးတော့မရဘယ်နှမျိုးကိုဟောပြတာလဲမှတ်မိရဲ့လားကဲပြောကြည့်ပါဦးဘာတွေလဲလဲ က်တော့ဘယ်နှမျိုးတရားနာတယ်ဆိုတာကဒုသူတော်စင်မြဘဝနဲ့တထက်သေးကြအောင်နာရတယ်နာပြီးပြန်သွားဒီဘက်ကတာလူလေးခေါ်အိမ်ရောက်အိမ်ဘာထူးလိမ့်မလဲဟုတ်လားเนาะမထူးအဲ့ဒါမျိုးဆိုရင်တရားကထူးခြားအောင်နာဖို့လိုတယ်ဘာဖြစ်အောင်နာရထူးခြားအောင်နာဆိုခုဂူဒီခုနှမျိုးကိုတို့သိသွားပြီသိသွားပြီဆိုရင်ဒီခုနှမျိုးတဲ့ငါပဲတဲ့ပါလေလို့စဉ်းစားဖို့လိုတယ် လိုသလားမလိုဘူးလားမလိုပါဘူးခင်ဗျာတို့သူတို့သိမ ्या ကိုကိုကိုပြန်စဉ်းစားဖို့မလိုဘူးလားမလိုပါဘူးပြန်စဉ်းစားပြီးတော့ဩဒီထဲမှာတို့သူတို့သိမ ्या နော်ခုနှစ်ယောက်ရှိတယ်တဲ့က၃ယောက်ကအပင်ငရဲကြရတတ်တယ်၄ယောက်ကနက်ပြည်နဲ့ရွာသွားရတတ်တယ်အဲ့ဒါအပင်ငရဲကြရတတ်တယ်မရကြတော့ဘယ်လိုဟာမျိုးလဲပြောရင်လူသက်သမားနဲ့တူတယ်မရနောက်တစ်ယောက်ကသခိုးနဲ့တူတဲ့မရနောက်တစ်ယောက်က အရှင်သခင်နဲ့တူတယ်မရနိုင်တယ်နိုင်တယ်ဆိုပြီးတွန့်မလုပ်လိနဲ့ဟုတ်လားချိုးကနိုင်တာတွေမရှိဘူးလားဦးဇင်းတို့ကတော့နှစ်ဖက်လုံးတွေ့ဘူးနော်နှစ်ဖက်လုံးတွေ့ဘူးတာဆိုတော့ဆုံးကန်သွားနေကြတဲ့ဘုန်းကြီးတွေဆိုတော့အမျိုးမျိုးတွေ့ရနော်အိမ်နေမှာသွားပြီးတော့ကြည့်လိုက်ချိုးသွားပြီးတော့ကြည့်ရင်လည်းယောက်ျားလေးကကျင်းလုံးလို့နော်မိန်းကလေးကိုကိုးပြီးတော့နေတယ်အများရန်သူ့ကြည့်လိုက်နဲ့ဒဏ်ရာရထားတာကများတယ်နော်တခါလေသွားကြည့်လိုက်မျက်လုံးတွေမျက်ကွင်းတွေညိုနေတယ်နော် လက်သီးရာတွေဘာတွေမိထားတာရှိနော်တခါတလေလည်းပဲအဲ့ဒါနဖူးတွေဘာတွေဒဏ်ရာရထားတာတွေတွေ့ခဏခဏနဲ့အဲ့ဒါမျိုးကြီးဆိုတော့နောက်ပိုင်းဆုံးကမကြွရတော့နော်ရောပြီးအကုသိုလ်များနော်ကြည်ရလားအဲ့ဒါမျိုးအတွက်အိမ်အောင်ပြုထားတာဟုတ်ရဲ့လားလင်းယောက်ျားဆိုပြီးတော့အဲ့ဒါမျိုးလုပ်လို့လည်းပဲတို့သူတော်စင်များမတရားဘူးဟုတ်တယ်မဟုတ်လားကိုကဇနီးမယားဘက်ကလည်းပဲသွားကြည့်ဇနီးမယားနိုင်တာကိုကြည့်တော့လည်းပဲအမြင်ကိုကတ်လာတော့တာကြာတော့ဟုတ်လားနော် ဇနီးမယားကနိုင်တာကြတော့အဲ့ဒါအခန့်သားနဲ့ထိုင်ပြီးတော့ယောက်ျားကိုပဲအဲ့ဒါမင်းဟိုမဲ့ဘုန်းကြီးကြွလာတယ်တွားဟိုထဲမှာဆွင်းရှိတယ်တွားဆိုအဲ့ဒါတွားရပြန်ရောနော်အဲ့ဒါလေးလုပ်ပြီးတော့ခွက်လေးလာယူဆိုယူရပြန်ရောထဲ့ဆိုတခါထဲ့ရပြန်မင်းသဘိတ်ကတ်တမို့မင်းဒီတိုင်းကြီးဘာလို့ထားတော့ဆိုအဲ့ဒါဘုန်းကြီးရမ်းရှိကောချို့ငေါ့နေတာရှိတယ်မျိုးသမီးကနေပြီးတော့အမျိုးသားကိုအဲ့လောက်ကြီးဆိုတော့လေကြည့်ကောင်းလားဘဇူကမှဘဇုကိုနိုင်နေတာတိကြည့်မကောင်းဘူး ကိုကချစ်မြတ်လို့လို့ယူထားရင်ပြင်းပြင်းနာနာပဲဖြစ်တယ်။ဘာလို့လဲပြောရင်အခြေခံဒီအဲ့ဒါပဲ။ဒီမိသားစုများခုတိုးတက်ခြင်းသည်ကြီးကြီးလေးလေးရှိတဲ့မိသားစုတွေတိုးတက်တယ်။မိသားစုယုံတဲ့နေရာမှာတို့ကငကောတယောက်တည်းနှစ်ယောက်ဆိုတော့နွားတရှင်းလို့ဖြစ်မသွားဘူးလား။ဟိုနွားတွေနဲ့နှိုင်းပြောတာမဟုတ်တရှင်းလို့ဖြစ်သွားတာဟုတ်လားနော်။တရှင်းလို့ဖြစ်သွားတာဟုတ်လားယုံလို့ရသွားတာ။တကောင်နဲ့ယုံရင်မလွယ်ဘူး။နှစ်ကောင်တွဲယုံတဲ့အခါကျတော့ တယောက်ကလှုပ်တဲ့လုပ်ငန်းကိုတယောက်ကမလှုပ်တဲ့ရင်ဖြည့်ဆည်းပေးလို့ရအခုမျိုးသားများကကြတော့စီးပွားရေးလှုပ်တဲ့လေဒါပေမဲ့အိမ်မှုကိစ္စလှုပ်တဲ့လားမလှုပ်တဲ့ဘူးချက်တာပြုတ်တာဒါမျိုးတွေသိပ်ပြီးတော့မရကြဘူးပေါင်းဆက်လိုက်တဲ့အခါကျတော့နော်ဒီဘက်ကနွားနှစ်ကောင်ယုံတယ်လို့ဟဲ့ယုံလို့မရဘူးလားဒါပေမဲ့ဥစဉ်တို့တောသားတွေဆိုတော့သိကြနော်ယွာမှာနွားလည်းနှစ်မျိုးရှိတယ်နော်ဘယ်နှမျိုးရှိတယ်ဘာနဲ့ပါရှိ တို့သူတို့သမီးမြို့ဝမွေးတော့တိမှမဟုတ်ဘူးဥစဉ်တော့ကယွာမွေးတော့တိဟုတ်လားနော်အိမ်မှာနွားတွေခိုင်းနေကြတဲ့ကနွားကဒဲယုံတဲ့နွားရှိတယ်ဟုတ်လားဘယ်လိုနွားရှိလဲဒဲယုံတဲ့နွားရှိတယ်ကံယုံတဲ့နွားရှိတယ်ဘာနွားရှိကံယုံတဲ့နွားရှိဒဲယုံတဲ့နွားကသာ အစင်တပြေရှိတာဟုတ်လားဒဲယုံရင်တော့အဲ့ဒီနှစ်ကောင်းဒီတန်းပြီးတော့ဖြောင်းဖြောင်းတန်းတန်းသွားပြီးတော့ပေါ့ပေါ့ပါပါသွားကြတယ်နော်ကံယုံတဲ့နွားကြတော့အထဲထဲခြေောက်ကံထားတယ်နော် ဒီဘက်ကဘယ်ဘက်ကနွားကလည်းပဲညာဘက်ကို6လောက်ကန်တယ်။နော်ညာဘက်ကနွားကလည်းဘယ်ကန်လဲ။ဘယ်ဘက်ကိုအဲ့ဒါကန်ပြီးတော့ဟိုဘက်ဒီဘက်တွန်းကန်ပြီးတော့ယုံတယ်။ဆွဲတာဆွဲနေတယ်ရှေ့ရောက်ရလား။မရောက်ဘူး။အဲ့ဒါမျိုးရှိတယ်နော်။ဦးဇင်းတို့ကတော့ငါကဘုံကြီးကြောင်းသားတွေဆိုတော့သို့တတော်စင်မြာနွားတွေဘာတွေမောင်းဘူးမယ်မထင်နော်။ဦးဇင်းတို့ယွာကဘုံကြီးကနွားတော်တော်ဝါသနာပါတယ်ဟုတ်လား။ ကားမရှိတော့ငကုံးကတော့နွားလဲတွေပဲဂျွာတွေကခေသားတာကိုယ်စားတော့နွားတွေပြောက်ကားတွေရောက်နော်ငကုံးကဥစဉ်လို့ကြောင်းကဖုန်းကြီးมาကြတော့နွားကလက်လက်ပပနွားတွေရှိနော်ဂျွာထဲမှာအဲ့လောက်ချိုးတဲ့နွားမရှိဘူးဗန်နွားကြီးတွေနော်လက်လက်ပပဆိုတော့နှစ်လိုက်နှစ်ပြေးမောင်းဘူးလားဟမ်ဥစဉ်တို့ကမောင်းဘူးတယ်နော်နှစ်လိုက်နှစ်ပြေးရဲ့သဘောတရားဆိုလို့ချင်းရှေ့ကပြေးတဲ့နွားရှိ နောက်ကလိုက်တဲ့နွားတွေပုံမှန်လေးခြေောက်ကိုချပြီးလိုက်မှာနော်ဒါမှအသွားကညီတာ ခြူတန်ငါစာတစ်ချက်သေးတစ်ခါလေးကြလဲနော်တချွန်ညွန်းနဲ့ဆိုတာချွန်ကလေးချွန်ကလေးတစ်ခါလေးကြဖို့ဆိုတာကကျိုးဆွဲတယ်မှာမဆွဲရလို့ချင်းတို့သူတော်စင်များပြေးကျင်တဲ့အတိုင်းပြေးရင်နလိုက်နပြေးမောင်းလို့ဆင်းပြေးလားမပြေးဘူးဟုတ်လားအေးအဲ့ဒါမျိုးနွားလဲမောင်းဘူးထားတော့ဦးဇင်းတို့ကအိမ်တော်သေးတွေကိုတွေးလိုက်တဲ့အခါဩဒီမိသားစုကတော့ဇုံယုံဒီမိသားစုကတော့ကံယုံဟုတ်လားဟုတ်လားချို့ကကံယုံတာတွေမရှိဘူးလား ဟိုဘက်ဒီဘက်ကံပြီးတော့ယုံတဲ့မိသားစုကတော့မတူးတက်ဘူးသွားပြီးတော့ကြည်လိုက်နှစ်ယောက်ကငွေလေးနဲ့နဲ့ဝင်ရင်ငွေဝင် ပြိုင်နေတာရှိတယ်မင်းဘလောက်ရှာနိုင်လို့လို့မင်းကဩဇာအာဏာငါပေးအောင်ငါမင်းငါလည်းပဲဒီလောက်ဝင်တယ်မင်းလည်းပဲဘလောက်ဝင်တယ်ဒါမျိုးတွေမရှိဘူးလားမိသားစုတည်ပြိုင်ပွဲဝင်နေတာဟုတ်ရဲ့လားမဟုတ်ဘူးညီညွတ်မှုကို ဖော်ဆောင်နေတာပြိုင်ပွဲဝင်တယ်မထင်နဲ့ဟုတ်လားအဲ့ဒါမျိုးဖြစ်ပြီးတော့စီးပွားရေးမတက်တဲ့မိသားစုတွေအများကြီးမရှိဘူးလား အဲဒါကြောင့်မို့ရှေ့၃မျိုးတဲ့တော့ကိုမပါသေးနဲ့နောက်၄မျိုးရှိတယ်နောက်၄မျိုးကအမေနဲ့တူတယ်မယားရဲ့နှမနဲ့တူတယ်မယားရဲ့မိကောင်းဆွေကောင်းနဲ့တူတယ်မယားရဲ့ကျွန်နဲ့တူတယ်မယားရဲ့အဲ့ဒီ၄မျိုးကတို့သူတော်စင်များတကယ်မယားကောင်းနဲ့အရှင်မယားဖခင်ကမျက်နှာလိုက်ဟောတာလားဖခင်လို့ပြောစရာတော့မရှိဘူးလားရှိသလားမရှိဘူးလားဟာ ဖရာသွားမေးမှရမှာလားနော်အဲဖရာကဟောတာဒါကဒီနန်းမှာဥစဉ်ကဆက်ဆက်လို့ဟောလားနော်ဆက်ဆက်လို့ဒီကမရာကြောင်ဖရာဟောထားတာပါလို့ဆွဲပြီးတော့ပြောတာအိမ်တော်တွေရဲ့ဘဝကိုကြကြနနလေးလာခြင်းရင်ခုတို့သူတော်စင်မြတ်ဥစဉ်နှစ်ခွေ၄နာရီကြာထုတ်တာရှိတယ်ဟောလားနော်ဗုဒ္ဓအလိုကြအိမ်တော်တွေဘဝအပိုင်းတက်ဗုဒ္ဓအလိုကြအိမ်တော်တွေဘဝအပိုင်းနှစ်ဆိုတာအချိန်တရားမှာပါပြီးသားဟောလားနော် အဲ့ဒီတရားတွေမှာသွားပြီးတော့ကြည်လိုက်လင်ညံ့ကဘလို့လင်ညံ့မရညံ့ကဘလို့ညံ့ဆိုတော့အဲ့ဒါမျိုးတွေရှိတယ်နောက်တစ်ခုကကြတော့တို့သူတော်စင်များနောက်တကွေရှိသေးတယ်ပေါ့နော်အိမ်တော်တွေများသတိထားဆိုတော့တကွေရှိနော်အဲ့ဒီခွေများကိုနာကြည့်ရင်အိမ်တော်တွေရဲ့ဘဝအဲ့ဒီ၃ခွေပေါ့နော်၃ခွေ၆နာရီသာတော့သာနာလိုက်ရင်တောထွက်ခြင်းသိပေါက်သွားလိမ့်မယ်ဟုတ်လားအေးအဲ့ဒါအိမ်တော်တွေရဲ့ဘဝကိုဘုံကြီးတွေဆိုပေမဲ့ ရှင်မယဓာရီဘာလို့လျှောက်ပြောနေတာလဲဖျားလို့မေးเสียရရှိတို့သူတော်စင်တို့ရဲ့အိမ်တော်ကြီးတွေကအဆင်မပြေရင်သာသနာကြီးလည်းအဆင်မပြေတော့ဘူးပြေရဲ့လားကိုကသွန်းသွာခံတယ်သွန်းရခြင်းလို့သွန်းသွာခံတယ်အိမ်ကရံဖြစ်တယ်ဟုတ်လားနော်ထဲထဲဝင်လို့အဆင်ပြေပါမလားတပိတ်ချပြီးဒီလင်မယဖြည့်ရှင်းပေးရမှလားဒါမျိုးဖြစ်နေဘယ်ကောင်းမလဲဟုတ်လားနော်အေးအဲ့ဒီပုံစံမျိုးဖြစ်နေတယ်ကြောင့်မို့လူတွေကနေပြီးတော့ ညီညီညွတ်ညွတ်နဲ့အိမ်တော်လေးကိုတီဆောက်ထားပြီးတော့စီးပွားရေးတက်မှလူတွေပါဇက်စုမှဘယ်သူတွေစုမှလဲဘုန်းကြီးတွေပါဇက်စုမှလူတွေပါဇက်6ရင်ဘယ်သူပါ6မှလဲအင်းအဲ့ဒါကြောင့်တို့သူတော်စင်များပါဇက်စုဖို့လိုတယ်ဟုတ်လားနော်အဲ့ဒါကြောင့်အိမ်တော်ကြီးများပြောပြတယ်ဆိုဦးဇင်းတို့ကထွင်ပြောတာမဟုတ်ဖျားပြောတာတွေပြောတာဟုတ်လားနော်အေးဒီမှာကြည့်တော့မယားဟာခုနှစ်မျိုးရှိပါတယ်တဲ့ကဲအဲ့လိုနဲ့တဲ့နေလိုက်ပြီးတော့ဒါသူ့ရဲ့ချွေးမအဲ့လိုရသွားပြီ ီနန်းလေးမှာအနာရဘိန်တထေးရဲ့ဘုရားဘာသာကိုကြီးညိုလာပုံလေးကိုလည်းပဲတို့သူတော်စင်များနည်းနည်းလေးသိထားတဲ့မူရင်းကအနာရဘိန်တထေးတည်ဘယ်မှာနေတာလဲတာဝိထီမြို့မှာနေတာဘယ်မှာနေတာလဲအဲ့ဒီတာဝိထီမှာနေရင်းနဲ့သူကကုံသွယ်တဲ့ခါကျရာဇကြိုကိုသွားသွားပြီးတော့အယောင်းဝယ်လို့ဘယ်ကိုသွားတာလဲရာဇကြိုကိုသွားပြီးတော့ရာဇကြိုတထေးစီမှာနော်သွားပြီးအယောင်းဝယ်တွေလုပ်တယ် အဲ့ဒါမျိုးအယောင်းဝဲလောက်ကြတဲ့အခါရာဇကြိုတတိကသူလာတဲ့အချိန်နဲ့ဖះကို ဆုံးကပ်မဲ့နေနဲ့သွားပြီးတော့ကြုံတယ်ပြင်းစင်တာတာသာသာနာနာနဲ့အကုန်လုံးနော်ပြင်းစင်ထားတော့ထင်းနေတာကအနာတပိန်ကတို့အိမ်မင်္ဂလာဆောင်ရှိတယ်နဲ့တူတယ်လို့သူထင်ထားတာနော်အဲ့ဒါနဲ့တင်သူထင်တာလေးကိုအသာစောင့်ကြည့်နောက်တဖြည်းဖြည်းနဲ့ဘာမှမင်္ဂလာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေလုပ်တာမဟုတ်။နောင်ကြတော့မတွေ့တဲ့အခါဝင်မေးတော့ဘာတော့ဒီဟာက ဘယင်ကြွမှာမို့ဟောလာတိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့ပုဂ္ဂိုလ်လာမှာမို့သာသနာနာလုပ်နေတာလားအဲ့လိုဝင်ပြီးတော့မေးတဲ့အခါကျတခြားကြောင့်မို့မဟုတ်ပါဘူးတဲ့ဒီနေ့ဖရာရှင်ကိုတော်မြတ်ကိုစွန်းစားပင့်ထားလို့ပါတဲ့ဗာပင့်ထားဖရာရှင်ကိုတော်မြတ်ကိုစွန်းစားပင့်ထားလို့ပါဆိုတဲ့အခါကျတော့အဲ့ဒီဖရာဆိုတဲ့အတန်ကိုသူကြားလိုက်ကလေးကစိတ်တွေကနော်တမျိုးဖြစ်သွားတယ်အဲ့ဒီမှာဖရာတဝါပဲရတယ်ဘနဝါပဲရတယ် တဝါမှာဆိုတော့အစိုးကြီးကိုသွားတွေ့တာဘုရားနဲ့နော်အဲ့လိုဖြစ်တဲ့အချိန်မှာဘုရားကြွမှာလို့ပြောတော့ဘယ်ချိန်ကြွမှာတော့မနဲ့လင်းရင်ကြွမှာလင်းရင်အဲ့လိုဆိုတွေ့ရမှာလားဟာတွေ့ရမှာဘောလို့အဲ့ဒါမျိုးဖြစ်ပြီးတော့နော်အနာရဘိန်တတိကဘုရားကို တွေ့ကျင်တာညအိတ်မပြောဘူးဖြစ်နေတယ်ဘာကိုတွေ့ကျင်တာတို့သူတော်စင်များအဲ့ဒါမျိုးဘုရားဖူးကျင်လို့အိတ်မပြောတာရှိလားအတန်တိုးသွားဟုတ်လား အဲဒီမှာတော့ဖျားဖူးကျင်လုံးလို့ညအိတ်မပြောဘူးဖြစ်နေတာဟုတ်လားနော်အဲ့ဒါအိတ်မပြောဘူးဖြစ်နေပြီးတော့ညအပိုင်းမှာဘယ်နှကြိမ်နိုးလို့ဆိုတော့၃ညိမ်နိုးတာဘယ်နှကြိမ်နိုးတာ၃ညိမ်နိုးပြီးတော့အဲ့ဒါလင်းငန်ကြီးရောက်တဲ့အခါမနေကိုမနေနိုင်တော့တာကဲအဲ့လိုဆိုတော့မထူးဘူးသွားတာကောင်းတယ်ဆိုညအမောက်ကြီးတဲ့တန်းချပါနော်ဖျားကအဲ့ဒီချိန်မှာတိတဝနမှာတရင်သုံးတယ်ဘယ်မှာတရင်သုံး သီတဝနမှာဘုရားရှင်ကိုရောမြတ်ကသရင်သုံးပြီအဲ့ဒါအမှောင်ကြီးတဲ့ဒီတိုင်းသွားတယ်။သွားပြီးတော့ဟိုရောက်တဲ့အခါကျတော့သီတဝနရောက်တဲ့အခါမနဲ့လင်းငန်ဒီဖြစ်နေတဲ့အခါဟုတ်လားမှောင်တော့မှောင်နေသေးတာလင်းငန်ဒီအချိန်လောက်ရောက်သွားတယ်အဲ့ဒါဘုရားကဇင်းညာလျှောက်နေတော်မူဘာလို့နေလဲဇင်းညာလျှောက်နေတာကိုဒီဘက်ကနော်အနာတပိန်ကနေသွားပြီးတော့တွေ့လိုက်တယ်အဲ့ဒါမျိုးတွေ့လိုက်တဲ့အခါဘုရားရဲ့ရှင်နှန်းကိုတိုးသွားတော့ဘုရားကရောက်ရောက်ချင်းသူ့ကိုလှမ်းခေါ်တယ်နော် သူတ္တလန့်ခေါ်တယ်ဘာလို့လန့်ခေါ်လဲသူတ္တသူနာမည်ကမူရင်းကအနာတပိမူရင်းကဘာလဲအနာတပိအဲ့ဒါကိုသူတ္တလို့ခေါ်လိုက်တော့မျက်လုံးပြူးသွားတယ်နော်ဘာလို့မျက်လုံးပြူးသွားတာလဲပြင်သူတ္တတည်သူ့ရဲ့ငယ်နာမည်ဟုတ်လားသူတ္တကဘာစုရဲ့နာမည်လဲအဲ့ဒါကြောင့်အနာတပိရဲ့ငယ်နာမည်ကဘာစုလဲသူတ္တအဲ့ဒါမျိုးလန့်ပြီးတော့ဘုရားကခေါ်လိုက်တဲ့အခါနော်သူ့ရဲ့နာမည်ကိုဘုရားကသိနေပါလားငယ်နာမည်ကိုသိနေပါလား ဆိုပြီးတော့ဘုရားနန်းသွားဘုရားကအဲ့ဒါတရားဟောတယ်နော်ဒါနကထာသီလကထာဒီအကြောင်းအရာတွေကိုအဲ့ဒါဟောတယ်နောက်ကာမဂုဏ်တို့ရဲ့အညစ်အကြေးအကြောင်းထွတ်မြောက်ခြင်းရဲ့အကျိုးတရားအဲ့ဒါတွေကိုဟောလိုက်တဲ့အခါအနာတဘိန်ဒီအဲ့ဒီအချိန်မှာပဲသောတာပန်တည်သွားတာဗာတည်သွားလေသောတာပန်တည်သွားပြီးတော့အဲ့ဒါသီးပွားရေးလုပ်ရင်းနဲ့အဲ့ဒီခန္ဓာတွေလည်းပြီးသာဝိတိကိုပြန်တော့မယ်ဆိုတဲ့အခါကျတော့ဘုရားเจ้าကိုသွားပြီးတော့တိတဝနမှာတရင်သုံးတဲ့ဘုရားစီကိုသွား အရှင်မယားဒီနှစ်ဝါတွင်မှာတပည့်တော်တို့စီပဲတာဝိထိကိုတရင်သုံးတော်မူပါဗျာတာဝိထိမှာကြွတော်မူပါဗျာတပည့်တော်အစစရရတာဝန်ယူပါတယ်ဆိုပြီးတော့အဲ့ဒါလျှောက်ထားလျှောက်ထားတဲ့အခါဘုရားဘုရားရှင်ဘလူနေရမျိုးတွေမှာတရင်သုံးပါတယ်ဘုရားဆိုစိတ်ငြိမ်တဲ့နန်းမှာတရင်သုံးပါတယ်တဲ့ဘလူနေရစိတ်ငြိမ်တဲ့နန်းမှာတရင်သုံးတယ်ဆိုတဲ့အခါတာဝိထိကိုပြန်လာတော့စိတ်ငြိမ်တဲ့နေရာသူလိုက်ပြီးတော့ရှာတယ်ငါဘယ်နေရာကို နော်ဖရဲအတွက်လှုပ်ပေးရမလဲဘယ်နေရာကိုဖရဲအတွက်လှုပ်ပေးရမလဲလို့ရှောက်ပြီးတော့ရှာတဲ့အခါဇေတမင်းသားရဲ့ဥယင်ကိုတွားပြီးတော့တွေ့တယ်ဘာဥယင်ဇေတမင်းသားရဲ့ဥယင်ကိုတွားပြီးတော့တွေ့တယ်ဇေတမင်းသားကဘာသာရေးမရှိဘူးသူကနော်ဘာသာရေးအားတအားလှုပ်တဲ့ပုဂ္ဂိုလ်မဟုတ်ဘူးအဲ့လိုဆိုတော့သူ့ချံကိုသဘောကျတဲ့အခါသူ့ဥယင်ကိုသဘောကျတော့အနာတဘိန်ကဝင်ပြီးတော့မေးတယ်မင်းချံရောက်မလားဘัวလည်းပဲအဲ့ဒါအင်းခန်းနေတယ်နော် မရောင်းနိုင်တဲ့အနေထားနဲ့နေနေလိုက်တယ်လူချင်းများသိတော့ဈေးကတဖြည်းဖြည်းနဲ့တက်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 ပြီးတော့သွားတယ်အဲ့ဒါကိုအနာတပိန်ကနောက်မဆုတ်ဘူးဟုတ်လားနော်ဒီနေရာကိုသဘောကျနေတဲ့အတွက်ကြောင့်ငါယူမယ်မင်းကြိုက်တဲ့လောက်သာ ပြောဆိုပြီးတော့အဲ့ဒီမြေနေရာကိုအကုန်လုံးနော်ရွှေဒင်းငါငွေဒင်းငါပြားတွေနဲ့အကုန်ဆက်ပြီးတော့ခင်းပြစ်တယ်နော်ဘာတွေနဲ့ခင်းပြစ်တယ်ရွှေဒင်းများငွေဒင်းငါပြားတွေနဲ့အကုန်ဆက်ပြီးတော့အဲ့ဒီဝင်းကြီးတစ်ခုလုံးကိုရွှေဒင်းငါနဲ့အကုန်ခင်းပြစ် င့်ပြပြီးတော့မင်းကျင်납ပြီလားဒီလောက်ရရင်ကျင်납ပြီလားအဲ့ဒီကြမ်းမှာကျင်납သွားတယ်အဲ့ဒါစုပေါင်းလိုက်တော့အဲ့ဒီမြေရဖို့ရတဲ့အဲ့ဒီခက်ကတော့တို့သူတော်စင်များ16ဂရေကုန်တာတဲ့ဘယ်လောက်ကုန်တာအဲ့လောက်အဲ့လောက်ပေးပြီးတော့အဲ့ဒီမြေကိုသူကဝယ်လဲရတယ်နော်အဲ့ဒါမျိုးဝယ်ပြီးတော့ကြာကြာနာနာချမ်းမြေတန်ရှင်းရေးလုပ်ငန်းတွေကိုလုပ်ပြီးသွားတဲ့အခါကျတော့အဲ့ဒီတဲမှာကြောင်းဆောက်တယ်အဲ့ဒီကြောင်းကိုဘာလို့နာမည်ပေးလဲ စေတဝန်ကြောင်းတော်တဲ့နော်ဘလောက်ထိစိတ်တကမြင်လဲပြောတော့ဒီလိုခက်ရခက်စိတ်ဝယ်ထားပြီမယ်စေတမင်းသားရဲ့နာမည်လေးပါအောင်ဘလို့နာမည်မှဲ့စေတဝန်ကြောင်းတော်လို့ပဲပြန်ပြီးတော့နာမည်မှဲ့ပေးထားတာအဲ့ဒီကြောင်းဆောက်တာကအဲ့ဒီခေရဲ့ကုံကြစေနဲ့နော်တို့သူတော်စင်များ၁၉သိန်းကုန်၁၉ရေကုန်ဘလောက်ကုန်တာလဲမများဘူးလားများတယ်အဲ့ဒါကျန်တဲ့လုပ်ငန်းတွေပါလုပ်တဲ့အခါကျတော့ စုပေါင်းလိုက်တော့အဲ့ဒီဂျောင်းဝင်းကိစ္စနဲ့ပတ်သက်တာ90နဲ့၄ကလေးကုန်တယ်တဲ့ဘလောက်ကုန်တာ90နဲ့၄ကလေးပြောကြည့်ပါဦးဘလောက်လဲအေးအဲ့ဒါဂျောင်းနဲ့ပတ်သက်ပြီးတော့သူကအဲ့လောက်ကုန်ကြခံပြီးတော့ဘုရားရှင်ကိုတော်မြတ်ကို ပင်ပင့်ပြီးတော့အဲ့ဒီဘုရားကိုအဲ့ဒီဂျောင်းတော်မှာသတင်းသုံးတာဘုရားသည်လည်းပဲ45နှစ်မှာအဲ့ဒီတာဝိသိပြည်ဇေတဝန်မှာသတင်းသုံးတာမြားသလားမမြားဘူးလား မြားတယ်အဲ့ဒါကြောင့်ဇေတဝန်မှာသတင်းသုံးတာမြားတော့အနာတပိန်ကအလူအမျိုးမျိုးတွေကိုလုတ်နိုင်မလုတ်နိုင်ဘူးလားလုတ်နိုင်တယ်အလူမျိုးမျိုးတွေလုတ်ခွင့်ရပြီးတော့သူကအေဒရက်ရသွားတယ်နောက်ပိုင်းဘာရလဲအေဒရက်ရတယ်ဆိုတာဘာပြောတာလဲဒီနေရာမှာအသာဆုံးအမျက်ဆုံးဘာလဲလဲအသာဆုံးအမျက်ဆုံးအဲ့ဒီဘွဲကိုဘယ်သူကပေးတာလဲဘုရားရှင်ကပေးတာသူတိဒါယကအေဒရက်တဲ့ဘာအေဒရက်တဲ့ ဒီဒီအေကန်စွန်ကျဲလူတန်းရတဲ့နေရာမှာနော်သာယာတဲ့နှစ်သက်တဲ့မျက်နှိုးတဲ့နေရာမှာသူ့ကိုမိသူမရှိဘူးတဲ့အဲ့ဒါကြောင့်ဘာဣဒရက်ပြီးတာလဲဒါယကာဣဒရက်ပြောကြည့်ပါဦးဗါတယ်လေဒါယကာဣဒရက်ဝိတ္တခအเจ้าမကြီးကဒါယိကာဣဒရက်သူကရတာဘာရတာလဲဒါယိကာဣဒရက်အမျိုးသမီးတဲမဲ့ကဝိတ္တခအမျိုးသားတဲမဲ့ကအဲအနာရပိန်ရတယ် အဲ့လိုဆိုတော့ဖះကဒီဘွဲကိုပေးရလောက်အောင်ဆိုတာကသူကအလှတန်းတွေကိုနေ့စဉ်လုပ်တယ်အနာရဘိန်တထေးကနေ့စဉ်နဲ့အမျှအလှ10မျိုးလုပ်တယ်တဲ့ဘယ်နှမျိုးလုပ်လဲဘယ်နှမျိုးတယ်လဲအေးအဲ့ဒါကဘာတွေလုပ်တာလဲလို့ပြောလို့ရှင်နံပါတ်1ကနော်စရေးတံမဲချပြီးတော့လှူဒန်းနဲ့သွမ်းအုပ်က900တဲ့ဘာတယ်လဲ900 သရေတံမဲချပြီးလူရန်တဲ့သွမ်းဥက္ကာ900ပြောကြည့်ပါသရေတံမဲနောက်15ရက်တစ်ကြိမ်မှာလူရန်တဲ့သွမ်းဥက္ကာ900တဲ့ဗါတယ်လေဘယ်နှမျိုးရကဲပြောကြည့်ပါဗါတယ်လေလူရန်တဲ့သွမ်းက900သွမ်းဥက္ကာ 500ဘယ်နှခုရအဲနောက်တစ်ခုကသရေတံပဲချပြီးတော့လှူဒန်းတဲ့ရာခုခွက်က500ဗါတယ်လေသေးတံပဲချပြီးလှူဒန်းတဲ့ရာခုခွက်က500တို့သူတော်စင်များဒီမှာသရေတံသရေတံเนี่ยခဏခဏမပါဘူးလားတာမန်ပုဂ္ဂိုလ်များပညာအားနည်းနည်းနည်းနေတဲ့ရင်သရေတံကိုသိပ်ဂယုမဆိုင်ဘူး သရေတံလူဒန်းတဲ့ပုဂ္ဂိုလ်ဒီအပေတကားပိတ်တယ်။ဘာပိတ်လဲ။အပေတကားပိတ်တယ်။တကယ်တမ်းအခုယာကုတိုက်တာဒီတိုင်းတိုက်လို့မရဘူးလား။ယာကုယာကုဆိုတာဘာပြောတာ။ဆံပြုတ်ပြောတာတကယ်ယာကုလည်းမသိဘူးဖြစ်နေအောင်ဟုတ်လားနော်။အဲဆံပြုတ်ကိုပြောတာဟုတ်လားနော်။အေးအဲ့ဒီဆံပြုတ်ကိုဒီတိုင်းတိုက်တာကတန်ဃာကိုလှူလိုက်ရုံ။အဲ့ဒါကိုမှ तू ကဘယ်လိုလုပ်လဲ။မဲချပြီးတော့ကိုတိုက်တယ်။မဲချတိုက်တော့ဘာဖြစ်သွားတော့ဆိုတော့အပေပြီးပိတ်တယ်ထဲမှာပါမတော်ဘူးလား။ အဲအပေပေးပိတ်တဲ့ကုသိုလ်ခုနှစ်မျိုးဆိုတာတခြားကိုယ်တွေထဲမှာသွားပြီးတော့နာကြီးအဲ့ဒါပါပြောရင်တဖြည်းဖြည်းနဲ့နာကြီးတအားများသွားလိမ့်မယ်ဟုတ်လားနော်အေးအဲ့ဒီကုသိုလ်ထဲမှာတို့စည်ရံမဲချလူဒန်းနာတခုအပါဝင်ပဲဟုတ်လားကဲဒီမှာကြည့်လိုက်တဲ့အခါကျတော့ဘယ်နှမျိုးရလဲနောက်တစ်ခုက15ရက်တကြိမ်နဲ့ຢာကုလူဒန်းနာကဟုတ်ပေါင်းဘယ်လောက်လဲခွက်ပေါင်းဘယ်လောက်လဲ900အဲ့ဒါက15ရက်တကြိမ်ကဲဘယ်နှမျိုးရလဲ

အဲ့ဒါကသူ့အိမ်မှာနေတိုင်းနေတိုင်း900ရသာရှိဘလောက်သာရှိလဲတို့သူတော်စင်တို့အိမ်ဘယ်နှပါးသာလောက်ရှိလဲ9ပါးသာလောက်ရှိရင်ကိုမဆိုးဘူးဟုတ်လားနော်တချို့အိမ်ကရှိကိုမရှိတာမရှိတဲ့အိမ်นี่ပါသလားမပါဘူးလားအခါလေးကျတော့ပါတတ်တယ်ဦးစင်တို့ဆုံးခံနေဆုံးခံတဲ့ကိုယ်တော်ကတော့ဒီရက်ွက်ထဲဖြတ်သွားရင်ဘယ်အိမ်ဆုံးလောင်းတတ်တယ်ဆိုတာသူ့ရဲ့ခေါင်းထဲ memory တွေကအကုန်မှတ်ပြီးသားဟုတ်လားနော် အကုန်မှတ်ပြီးသားပဲဘယ်အိမ်ဆိုရင်စနေဆိုဘာလောင်းတတ်တယ်တနင်္ဂနွေဆိုရင်ဘာလောင်းတတ်တယ်ဘယ်အိမ်ရက်ရင်တော့ကြော်စွန်းရတတ်တယ်ဟုတ်လားသိသလားမသိဘူးလားအဲအဲ့ဒါဆုံးကန်ကျွမ်းကျင်တဲ့ခါကျတော့သိနေတာနော်ဦးဇင်းတို့ငယ်ငယ်ကဆိုရင်ဦးဇင်းတို့ကဟိုးဥပ္ပဖရာရဲ့တောင်ဘက်ကတောင်ရွာဘက်ကိုဆုံးကန်ထွက်ရတာရှိအဲ့ဒီရက်ဘက်ကဖရာဘွဲလုပ်ရင်အိမ်မေကိုလက်မှတ်မပေးဘူးသူကဘုံလောင်းလောင်းပြည့်တယ်နော်ဘလိုလောင်းပြည့်ဘုံလောင်းလောင်းပြည့်တယ်အဲ့ဒီပွဲဖရာဘွဲနီးပြီဆိုရင်အဲ့ဒီတကာကြီးက လွယ်ထဲမှာလက်မှတ်တွေထည့်ထားပြီးတော့အဲ့ဒါမတရက်နော်ဒီရက်လောင်းတော့မှဆိုရင်ကိုရင်ပေါ့စဘောဝဆိုတော့အဲ့ဒါအမြဲတမ်းဒီတခါကြီးပဲကြည့်နေတော့နော်ဒီတခါကြီးပဲကြည့်နေအဲ့ဒါတခါကြီးရှေ့မှာအိတ်နဲ့တွေ့ဆိုတော့သေးကြပြီဒီနေ့လောင်းတော့မှာပဲဆိုပြီးတော့ဘုံနဲ့သွားကြပြီးတော့ကိုရင်ပေါ့စဘောဝလက်မှတ်တစ်ကောင်ရဖို့လွယ်လားဘုံကြီးတဲ့ဘုံကြီးတာလူမဲ့ပုဂ္ဂိုလ်ကပေါ်တာဟုတ်လားနော်စကားစပညာသင်နေတဲ့အချိန်မှာတောက်ဖို့ရဖို့မလွယ်ဘူးတအုပ်ရဖို့လွယ်လား ဦးဇင်းတို့ကောင်းကောင်းသင်ငန်းဝေးရတယ်မရှိဘူးရလာတဲ့သင်ငန်းနော်ရောင်းပြီးစောင်းဝယ်ရတာများနော်အဲ့ဒါမျိုးဖြစ်ကြတာနောက်အရှင်ရလာမှသာနော်လူရန်တဲ့လူကဘောလာတာရှင်မယာပိတကသုံးပုံဖရာရှင်မယာဒါကသုံးပုံပါဖရာဒါကတော့ရှင်မယာကွန်ပျူတာပါဖရာဒါကတော့အိတ်ဆောင်ပိတကပါဖရာနဲ့အခုကျတော့လေပိတကတွေကိုတန်းစီနေရတာနော်ငကူကကျတော့ဦးဇင်းတို့တက်ကတူတက်တီချီစောင်း73အုပ်လောက်ပဲရှိနော်ဘယ်လောက်ပဲရှိ အဲ့ဒါနဲ့ရင်လည်းပဲအောင်လုပ်တာခုဥစဉ်တို့စာအုပ်ဒီ3000တောင်ကျော်နေနော်ဟောဒီထဲမှာသွားပြီးတော့ကြည့်စာအုပ်ဘီယိုမှာတန်းစီပြီးတော့မျိုးစုံနိုင်ငံတကာစာပေ နော်ဒီဘက်က သမိုင်းစာပေဒါမျိုးလေးတွေကိုယ့်ကိုစင်ပြီးတော့အခုကျတော့လုံနိုင်တို့သူတော်စင်များဒီအချိန်လေးမှာလူရာတီလည်းပဲကောင်းတယ်ဒါပေမဲ့ကို့အိမ်မှာကြကြွနေတဲ့ကိုရင်ပေါက်စာကကိုအရေးကြီးတယ်ကြီးသလားမကြီးဘူးလား ီမျိုးဆက်သစ်လေးတွေမရှိတော့ရင်ဥစဉ်တို့ရှေ့ကကြီးတဲ့ပုဂ္ဂိုလ်ကကြာလေကြီးလေကြာလေကြီးလေကြီးတယ်ဆိုတာသေဖို့ရသွားနေတာဟော